ပထမဆုံးသတင်းကတော့ဒီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုတိုက်ခိုက်တဲ့သတင်းမှာတိုက်ခိုက်မှုတွေဟာဒီနေဆက်ဒေတာတွေကနေမြန်မာပြည်ရဲ့အလဲပိုင်းကိုတိုးပြီးတော့ရောက်လာနေပါတယ်။နာမခဌာနချုပ်တိုက်ခိုက်ခံရမှုတွေအထဲမှာတော့ဒီအရာရှိအပါဝဲစစ်ကောင်စီတပ်ဖွဲ့ဝင်15ယောက်တိတ်ဆုံးတန်ရာရခဲ့တယ်လို့ Brave Warriors for Myanmar ဒီ BWM မြန်မာနိုင်ငံအတွက်ရဲရင်တော်သူရဲကောင်းများဆိုတဲ့အဖွဲ့ကဂျွန်လာ16ရက်နေ့မှာထုတ်ပြန်ပါတယ်။မုံရွာအခြေဆိုင်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကို short တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ရမှာတော့အရာရှိ၂ယောက်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးခဲ့တယ်လို့ BWM ကဆိုပါတယ်။နောက်ထပ်အရာရှိ3ယောက်နဲ့တခြားအဆင့်ပေါ့နော်ဒီစစ်တီတပ်ဖွဲ့ဝင်9ယောက်ဒဏ်ရာရသွားတယ်လို့လည်းဆိုပါတယ် ်သူတို့တွေဟာတက်သေးမှာပဲစေကူတာမှုခံယူနေရတယ်လို့ BWM ကအတည်ပြုပါတယ် BWM ဦးဆောင်တဲ့ဒီတော်လရင်အားစုတွေကဂျွန်လ14ရက်နေ့မှာနမခဌာနချုပ်ကို BWM Mission 41အဖြစ်ဒီတရားခွန်မမပေါ့နော် short တိုက်ဒုံ၃လုံးနဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်နမခထဲမှာရှိတဲ့စစ်စင်ရေးယုံနဲ့လေ့ကျင့်ရေးယုံထိမှန်ပြီးတော့အာစီကိုတောင်နဲ့အရန်ဆက်ပစ္စည်းကိုတောင်လဲမီးလောင်ပျက်စီးသွား ားတဲ့အပြင်အရာရှိတွေရဲ့အိမ်တွေလည်းထိမှန်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်